မနာလိုဖြစ်နေတဲ့တငယ်ချင်းကြောင့်မျက်နှာတစ်ခုလုံးစုပ်ပြတ်သွားခဲ့ရတဲ့မက္ဆီကိုမင်းသမီး Knowledge TV မြန်မာပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဒီမရဲ့နာမည်ကလင်းမေလို့ခေါ်ပါတယ်။ဒီမဟာ1980ဝန်းကျင်လောက်မှာမက္ဆီကိုနိုင်ငံရဲ့အချောဆုံးအလှဆုံးတရုတ်ဆောင်မင်းသမီးတွေအထက်ကတူပါဝင်ဖြစ်ခဲ့တာပါ။ လင်းမင်ဟာရုံရည်လဲချောမတလို့တရုတ်ဆောင်လဲကောင်းတာကြောင့်သူတို့နိုင်ငံမှာရန်ကုန် popular ဖြစ်ခဲ့ဖို့သူတယောက်ပါဒါပြင်ပူရီသားတို့ကိုဆွဲဆောင်ထားနိုင်တဲ့အလှပပိုင်ရှင်ဖြစ်တာကြောင့်ယောက်ျားလေး fan တွေလည်းအများကြီးရှိခဲ့ပူပါတယ်ဒါပေမဲ့တရက်မှာသူမရဲ့အရင်းနှီးဆုံးတငယ်ချင်းတိုးရဲ့ကောင်းမှုကြောင့်လင်းဟာနေချင်းညချင်းမှာပဲဘဝပြတ်မတက်ဖြစ်သွားခဲ့ရပါတယ် မနာလိုဝင်တော်မှုတွေလွှမ်းမိုးနေတဲ့တငယ်ချင်းတယောက်ကလင်းရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးခဲ့တာကြောင့်လင်းတယောက်အကြီးကျယ်ဒုက္ခရောက်သွားခဲ့ရတာပေါ့ဒီအကြောင်းလေးကိုပြန်ပြောပြရမယ်ဆိုရင်သူမရဲ့အသက်30ဝန်းကျင်လောက်မှာဖြစ်ပွားသွားခဲ့တာပေါ့တရက်မှာလင်းရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ကသူမကိုမျက်နှာပေါ်မှာ botox injection ထိုးဖို့အတွက်အကြံပေးလာခဲ့ပါတယ်ဒါမှမျက်နှာပေါ်ကအရေးကြောင်းတွေပျောက်ပြီးငယ်ရွယ်နှုတ်ပြောတဲ့ look မျိုးကိုရနိုင်မှာဆိုပြီးတော့တိုက်တွန်းပြောဆိုခဲ့တာပေါ့လင်းကလည်း pressure rate အပင်းလို့နေတဲ့တငယ်ချင်းဖြစ်သူရဲ့အကြံပေးချက်ကိုသွားလို့ကြည့်ဖို့သဘောတူလိုက်ပါတော့တယ် time. ဒါပေမဲ့တငယ်ချင်းဆိုတဲ့တယောက်ကသမကိုချိန်ပြီးမနာလို့ဖြစ်နေတယ်ဆိုတော့ကတော့လင်းတယောက်မသိရှာခဲ့ပါဘူးမျက်နှာပေါ်ကို botox injection ထိုးဖို့အတွက်တငယ်ချင်းညှို့နေဆိုင်ကိုသွားခဲ့ပေမယ့်သမကို botox စာစာစီတွေဓာတ်စီတွေကိုထိုးလွှတ်လိုက်ပါတော့တယ်အဲ့ဒီမှာပဲလင်းရဲ့မျက်နှာကြီးကဘယ်သူဘယ်ဝါမှမသိရတော့တဲ့အထိဖောင်းရောင်ခိုင်းပြီးတော့ဆုပ်ပြတ်သက်သွားခဲ့ရတာပေါ့ယနေ့အချိန်ထိသူတငယ်ချင်းဘာလို့ဒီလိုလုံရရလဲဆိုတော့ကိုလင်းတယောက်စဉ်းစားလို့တော့မရနိုင်သေးပါဘူးအဲ့ဒီအချိန်မှာလူတကာဆွဲလန်းခဲ့တဲ့သမရဲ့အလှတရားဆိုတာကြီးကတခဏကြီးကိုပျောက်ကွယ် 개발행 ဒါပေမဲ့လင်းကတော့နောက်ဆုံးထိအရှုံးမပေးဘဲသူမရဲ့နှခုမျက်နှာလေးကိုပြန်ရဖို့အတွက်ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ပြောက်ပြီးတော့တန်းနိုင်ဆုံးစ조사ခဲ့တာပေါ့ဒါပေမဲ့အစီရေကမျက်နှာအလှတစ်ခုလုံးမှာဝေ့ပြီးပြန်သွားတာကြောင့်ဆရာဝန်တွေလည်းမတန်းနိုင်ကြတော့ပါဘူးဒီလိုနဲ့လင်းဟာသူမချစ်တဲ့အနှွေပညာအလုပ်ကိုလည်းဆွန့်လွတ်ခဲ့ရပါတယ်ဒါနဲ့မှာတော့ဆူဆူရွားကြီးဖြစ်နေတဲ့မျက်နှာကိုကြည့်ကောင်းအောင်လို့ plastic surgery လုပ်ထားတယ်လို့လည်းသိရပါတယ်အခုတော့လင်းမင်ဟာအသက်82နှစ်ရှိသွားခဲ့ပါပြီသူမရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့တငယ်ချင်းဖြစ်သူရဲ့တင်းကတော့မီဒီယာပေါ်ကိုမရောက်လာ ခဲ့ပါဘူးအခုလောတမရဲ့ဘဝကိုကုန်းကောက်ဆရာမရှိအောင်ရဲဆက်ဆက်လုံရက်ခဲ့တဲ့တငယ်ချင်းကြီးကိုတရားဝင်တရားစွဲဆိုဖို့တွေလည်းမလုပ်ခဲ့ဘူးလို့သိရပါတယ်ဒါပေမဲ့လင်းရဲ့ဆန်တွေကတော့အရင်မျိုးသမီးကိုပြန်ပြီးတော့ကောင်းကောင်းကြီးဝေဖန်တိုက်ခိုက်ခဲ့ကြတာပါလင်းမေကတော့သူအရင်ဆေးကိုထိုးခဲ့မိတဲ့အတွက်အခုချိန်ထိပြောမပြတတ်အောင်နောက်ထပ်ရနေတယ်လို့လည်းဆိုပါတယ် မိတ်ဆွေတို့ရဲ့မနာလိုဝင်တော်မှုကြီးကတကယ်ကိုကြောက်စရာကောင်းပါတယ်။ဒါပေမဲ့အဲ့ဒီမနာလိုဝင်တော်ဖြစ်နေတဲ့သူကကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေတဲ့ဆိုရင်တော့လင်းမေရဲ့ဘဝလိုမတွဲဝန်းစရာကောင်းအောင်ပျက်စီးသွားနိုင်ပါတယ်ရှင်။ ပရိသတ်တို့ထဲမှာရောအရင်နှီးဆုံးအခင်မင်းရဆုံးအချစ်ဆုံးသူတယောက်ကကိုယ့်ရဲ့နောက်ကျောကိုဒါနဲ့ထိုးခဲ့ဘူးလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အလိုမျိုးနောက်ကျောကိုဒါနဲ့ထိုးခံခဲ့ရဘူးတဲ့အခါမှာဘလိုမျိုးပြန်လဲ recover ယူခဲ့လဲဆိုတော့ပရိသတ်တို့ရဲ့အတွေ့အကြုံကိုမျှဝေပေးခဲ့ပါအောင်နော်ဘလိုပဲဖြစ်ဖြစ်စိတ်ကောင်းနှလုံးကောင်းမွေးပြီးမေတ္တာနဲ့ပြန်လဲခြေဖတ်ခြင်းတည်တာအကောင်းဆုံးအရာတစ်ခုဖြစ်တယ်လို့ကျွန်မကတော့ထင်မြင်မိပါတယ်အလုံးမကျေးဇူးတင်ပါတယ်ခုလိုဖျက်မှန်ရာတွေကိုထပ်မံတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ